ပြင်းပြင်းလေးရောက်ရမျိုးတောင်ပဲဝလီလန်းဘော်ကဘလူးချင်းရနဲ့မင်းလက်ပန်ချီယာနီးမှာစစ်ကောင်မရှင်ကစစ်ကြောင်းတစ်ကြောင်းနဲ့မြေပြင်နဲ့ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းထုံးနေတာကြောင့်တပ်ဝဲတွေပြင်းထန်နေပါတယ်လက်ရှိမှာလည်း KNU ကထိန်းသိမ်းထားတဲ့မင်းလက်ပြန်အွန်လိုင်းဝေလင်းလုပ်ငန်းကိုထိရောက်ဆောင်နေနိုင်မှုနိုင်ငံတကာရဲ့ရေးပေါ်ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့ငွေမော်လာ25ရင်းကြီးက KNU ကထုတ်ပြန်ခဲ့ပြီးနောက်စစ်ကောင်မရှင်က လူလက်နဲ့အင်အားဖြည့်တင်းပြီးထုတ်စစ်ဆင်ခဲ့တာပါ ဒီကရောင်းနေပြင်းရတယ်လေဘောဦးရည်ရဒီကျွန်တော်ကင်းလောဝစီသားတဲ့ကြပြားရုံအဲလက်ရှိအယူဦးရလာပြီးတော့တိုက်တိုက်နေတာရှိတော့ဟိုထုတ်ပြန်ချက်ကိုပဲကြည့်ကဲလူဘိုးထားပြီးတော့ပြင်မထားပြီးတော့ဒီကြပြားမှာပါရဲဆိုဆိုဆွဲချက်တွေကိုစစ်ကောင်စီဘက်ကနေပြီးတော့စစ်ကောင်စီရဲ့တင်းမီဒီယာတွေကနေဆွဆွဲပြောစုနေတာရှိတယ်ပေါ့နော်အဲ့တော့ခရီးပါဟိုကဲလူကလည်းမဟုတ်ကြောင်းတက်တည်ပြဖို့ဆိုတဲ့ဟာကို တို့ဒီဒီတက်ရှိဒေးစီရောက်လာတဲ့အားဒီတို့တွေအခြေခံအချက်လက်တွေရှာနေတယ်လို့ဒါကျွန်တော်တို့ဘေးကနေသိကြတယ်ပေါ့အဲတော့ဒီကိစ္စကဲနူလည်းမရောက်ရေဒီချပြဒီဟာဟိုဘယ်လိုပြလဲလို့ရအလူဂျင်းနဲ့ချက်လက်ဒီမရကြီးဥတဲ့စစ်စီလုပ်နေလို့ဒါကျွန်တော်တို့ကဒီလိုပဲတုံ့တရတာပေါ့ရှိကောမရှင်ကအွန်လိုင်းနေနေမှုလောင်းစားမှုတွေကိုမြမမြေပေါ်ကနေအပိတိုင်းချုပ်ငင်းတော့အောင်အမြင့်ပြချိန်မုံတုတ်တင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။မင်းလည်းပြန်ချပြန်ယုံကနေဣရီရိုဘီယာ၊ယဝန္တာ၊အီဂျီ၊ဖိလစ်ပိုင်၊တရုတ်၊မလေးရှား၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ထိုင်ဝမ်၊ဟောင်ကောင်စတဲ့နိုင်ငံကအလုသမား900ကျော်နဲ့အလုသမားပေါင်း2000ကျော်ကိုကရင်ကတွေ့ရှိခဲ့တာအကြောင်းထိမ့်သိမ်းခဲ့ပါတယ်။ KNUC ကမင်းလည်းပြန်ချပြန်ယုံကတက်တေတွေပြန်လည်ရရှိရေးကစစ်တပ်အတွက်အသက်အမြအရေးကြီးတယ်လို့ ကင်းရေးစည်းလေးလာသူတွေကပြောပါတယ်အာပုံမှန်လေးတော့မင်းလည်းပါဘူးဒီ KNU ကမျိုးယူလိုက်တာကတရားဥပဒေနဲ့ပတ်သက်လာတာတော့ကိစ္စကဘာလို့ဘာလို့ကပ်ပြီးတောင်းတာလဲအားလုံးမင်းလည်းပါကအာ KNU ကညောက်ပါဘူးနော်အဲ့တော့ KNU ကညောက်ပါ KNU အရာကိုဟိုပြန်ရချင်တာတောက်တော့အသက်ကြီးကကြီးပါတယ်တကယ်တော့အစ်ကိစ္စဒီခက်တဲ့ကိစ္စအဲ့ဒီကွန်ပျူတာနဲ့အဲ့ဒီဟိုအားလုံးကဒီသက်ဆိုင်တာသူတို့ကြောက်ပြတ်တိုက်ပြီးဟို တခုံးကရောက်သွားခဲ့တဲ့အဲပါကောပလက်တီပေါ်ပေါင်းသတ်သတ်ပြီးကိုကသတ်ပြီးအောက်ဟာချစ်ပုံပါနော်အဲတော့ဘူကာရီကိုချက်တယ်သူတို့အေးပတ်ဘူတို့ကဘိုင်းကျက်ပြီးလက်သားဖြောင်းတယ်နော်ဒီမြေလက်ပါမှာကျတော့မချောက်လိုက်နိုင်ဘူးပေါ့နော်မဖောင်းလိုက်တဲ့အစ်သက်ကြီးကတော့ဒီရေခဲမှာရောက်သွားတယ်တော်ရောက်သွားတဲ့တော့ဘလူတို့အဲ့သက်ပြီးတော့ဘာလို့ကြံရမှုကြောက်တာပေါ့သူတို့ကဘူကတော့သူစိုးသားကြလက်ရှိမှာလေရသေးဥဘက်ကနေဖလူးကျင်းရွာနဲ့ မထတ်တလေးဘက်ကနေမင်းလက်ပံကိုစစ်ကြောင်းထုံးနေတာအကြောင်းတိုက်ဝဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဒါကြောင့်နိုင်ငံတကာကတပ်တွေထောက်ထားနေပြီးအမြန်ဆုံးရယူဖို့နဲ့ရက်ကြရင် KNU နေနဲ့ထိမ့်သိမ်းရခက်လာနိုင်တယ်လို့အရင်စီရေးလေးလာသူတွေကပြောပါတယ်။ဒါကြောင့်ဒီ PLD လေးလည်းအထင်အရှားရှိပြီးတော့ကျွန်တော်တို့ကတန်ခါးကြီးနဲ့ပတ်သက်လို့ဆိုတော့ဒီ PLD လေးကတော့ကျွန်တော်တို့ဒီတပ်တွေထောက်ထားလို့ဒီနေ့ ဘာမှအပေါ်မှာဖြစ်ခင်မှာအကျဉ်းဆုံးမဟုတ်ဘူးလွယ်ကြောင်ရခါကဒိတ်ခါဘူးလို့အလိမ့်နေတော့ရနေပြသွားပြီဆိုတာရီကနေသူ့ကိုထောက်ပါတူထိတ်ထိတ်မှာဟုတ်အဲ့ဒီကတော့ပြုလိုက်တာဟုတ်ဘယ်လိုလုပ်လဲပေါ့နော်အဲ့ဒါအဲ့ဒါကြာနေတော့အကူကလက်ပတ်ကြောက်သွားနေတယ်ပေါ့နော်စစ်ကောင်မရှင်ကမြေပြင်နဲ့ဝင်ရင်ပြစ်ကိုရယူပြီးဒုစစ်ဆင်လာတာနဲ့ပတ်သက်ပြီးဂရန်ယူတာဝန်ရှိသူတွေကို DBP ကဆက်သွယ်မေးမြန်းခဲ့ပြီးမယ်။တရင်ထုံးရင်းချင်းဒီပြန်လည်ဖြေဆိုတာမရှိပါဘူး။ ဒီဇင်ဘာလ10ရက်နေ့ည9:00နာရီကစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ချမ်းသာကျေးရွာတွင်ကြားရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူမျိုးသမီးကြီးရဘက်ချီလောက်ထိမှန်တန်ရရှိခဲ့ပါတယ်ကျွန်တော်ပေါင်းခတ်ပါ